အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုထက်ချက်စီဘလော့ YouTube Channel နဲ့ချက်စီကလပ် Forever Page တာနဲ့အပြာညီကိုများအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့မတွေ့ရအောင်တော်တော်လေးကြာပြီပေါ့လေနော်ကျွန်တော် Facebook Page မှာတော့ WhatsApp နဲ့ပွဲပြီး Live တို့ပေါ့လုံးလိုက်သိတယ် YouTube မှာတော့မလုပ်ဖြစ်တာတော်တော်ကြာပြီပြကျွန်တော်တို့အလုပ်ကိစ္စပါညာနဲ့ကြားတဲ့ကျွန်တော်ဖုန်းတစ်ပိုင်းချင်းရတယ်ဖုန်းချင်းတော့ data ကြီးပြန်ထည့်ရတာ Facebook account ဒီ YouTube ဆိုတော့ကျွန်တော်ပြန်ထည့်ထားတာပေါ့လေအခုတော့ပြ YouTube ကျွန်တော်တိကျပြန်လုပ်တော့မှာဗျာနော်အဲ့တော့ဒီ ဒီ channel လေးကိုလည်း subscribe မလုပ်ရတင် subscribe ပြန်လုပ်ပေးသွား Bro Chessy Vlog YouTube channel ကို subscribe လုပ်သွားပေးပြီးရင်ကျွန်တော်တို့ Chessy Club Forum page မှာလည်းကျွန်တော်ဆက်ရှိနေပါမယ်เนาะအဲ့တော့ကျွန်တော်တို့ IS အတင်းနဲ့ကစားခဲ့တဲ့ channel လေးအုပ်စုဘောစဉ်၃ဖြစ်ဒီနေ့ပွဲမှာ Chessy တင်ရတောင်းတတာပဲပေါ့လေ Land Rover နေရာမှာလည်းတော်တော်လေးကောင်းမွန်ခဲ့တယ် line up မှာလည်းလိုပြောမလဲအရင်မှတို့သုံးသားခဲ့တယ်ကိုသမားဆာခရစ်ဂျော်ဂျင်ဆန်အနောက်တန်းမှာဆိုရင်တိုဆင်းနဲ့ဖူဖာနာပရိုဖိုင်ရတော့ first line နဲ့ဝင်အောင်ပရိုဖိုင်ပါတော့သူတို့ ရေချင်းမရှိဘဲနဲ့စောက်သုံးမကြဘဲနဲ့အရန်ဖြစ်နေရပေါ့လေချာလိုပါနဲ့အချင်းမော်အရန်ဖြစ်နေရတဲ့ကြောင့်မလို့ဒီဒိုဆန်နဲ့ဖိုဘာနာကိုတော့ညာရှာဖို့တော့ကောင်းတယ်သူတို့ရဲ့ profile ကချာလိုပါနဲ့အချင်းမော်အထက်မှာရှိနေရမှာဆန်နဘတ် pairing ရကြည့်မယ်ဆိုရင်အဲ့တော့သူတို့အသုံးမကျလို့အရန်ကိုရောက်နေတယ်နော် rapper မှာဆိုရင်တော့ kaisi ကို hybrid ပုံစံမျိုးကစားတယ် left မှာတော့ hard ball လေနော်အဲ့တော့ကိုယ်နဲ့နေအောင်မှာတော့ lavia ရဲ့ anso ရဲ့ထိုင်နေပြီးရင်အရှိမပရိုနတေ right wing မှာ stv ဘောက် stv ဘောက်ဒီ left wing မှာ gitan နဲ့အထောက်မှာတော့ mcgee ပို့လေနော် အဲ့တော့တစ်ဖက်က ISN အောင်တော်တော်လေးအားနေတယ်ကြာကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲတော်တော်လေးဘာမှတုတ်ပတ်နိုင်စွမ်းမရှိဘူးဒီကြားထဲမှာကစားတာသူ discipline ဘိုင်းအားနေတယ်ကျွန်တော်တို့လိုပဲပေါ့ကျွန်တော်တို့ရှေ့ဘက်မှာအနီကပ်၄ဘက်လောက်ထိတယ်နီးပြားစားထိတယ်ပြီးခဲ့တော့မှ gusto ထိတယ်မလို့အဲ့ဒါအနီကပ်တွေယူတယ်အဲ့လိုမျိုးပဲသူတို့ကလည်းဒီအလိုဒီအနီကပ်ကြတော့တော်တော်လေးပြင်းထန်လာကြဘွန်နာတေးကိုသူတို့သူတို့ဘက်ကဒီလိုပြောမလဲတေလာပေါ့လေသူတို့ရဲ့ကွန်းလုံးတေလာဒီ6နောက်နဲ့ဝင်ဖြတ်တဲ့ကောင်တော်တော်လေးအန္တရာယ်များတယ်အဲ့ဒီတော့အခက်မသိရင် ိုးရနိုင်တယ် ACL မဟုတ်လားမှကျွန်တော်ကြိုးရတဲ့အံကိုရသွားတယ်နော်အဲဒါကြောင့်မလို့ဒိုင်က VR ကိုခဏလေးတစ်ချက်လေးပဲကြည့်လဲဆက်ဆက်အနေကကြပြီးထုတ်လိုက်တယ်အဲဒီချိန်မှာစီးသိနေတဲ့ပို့ပြီးအခွင့်အရေးရပါတယ်အဒီရခဲ့တဲ့ဖောင်းဘောကနေပဲဘရောနတေးကိုအဒီဒီဒီတေလာလောက်ခဲ့တဲ့ဖောင်းဘောကနေပဲဒီကျွန်တော်ပြတ်တံပေါ်လမ်းထောင်းနဲ့အဲ့ဒါကို ဒီဘယ်လိုပြောမလဲ Wesley Fofana ခေါင်းလိုက်ချပြီးတော့ Mackie အကောင်းဆုံးအဆုံးသတ်သွားတယ်။ Giroud လည်းဘယ်လိုဖြစ်ရင်မစိုးပြာကျွန်တော်ပြီးခဲ့တဲ့ Fofana ဘက်မှာလည်းတူနာလက်ခံပို့ပြီးတော့ Open နဲ့လုံးလေးပွင့်သွားတွေ့ရတယ်။သူ့နယ်ထက်ပိုကောင်းလာတယ်။ဘယ်လိုဖြစ်တိုက်ဆက်ပိုင်းမှာ Giroud ကဒီ Lian Dilek လို့တန်ရနေတဲ့အချိန်ကိုဘမတန်ရနေတဲ့အချိန်ဂျောက်ဘတ်ထိုအထောင်ကစားလို့အဆင်ပြေသေးတဲ့အချိန်မှာ Giroud ကမစိုးတဲ့ option တစ်ခုပဲကျွန်တော်အနေနဲ့အရင်ကောင်းတယ်လို့ပြောတာတော့မဟုတ်ဘူး။ဒါပေမဲ့ဗျာသူ့ကိုတုံးမဲ့ဆိုရင်ကျွန်တော်မဲ့ body မှာဆိုရင်ဂျောက်ဘတ်ထိုအထောင် ဒီဂျောက်ဖက်ထရိုအတက်ကင်းမယ်ခီယိုထောက်ဆိုတော်တော်လေးအဆင်ပြေနိုင်တယ်မစိုးအဲ့အတွဲဖက်လေးอ่ะเนาะကျော်ဘွယ်ဖြစ်ဖြစ်မကီယူဆော့စီကိုရပါတယ်သူ့ရဲ့အဖွင့်ကိုတော်တော်လေးလာရပပနဲ့လေးရပိတ်တင်းသွားတာအေးစေးပဲဒါမှဇိုးဝင်စားနေထားမျိုးတော့မဟုတ်ခဲ့ဘူးအဲ့ပြေခဲမှာစလိုက်စလိုက်ထုတ်လို့ကျစီတင်းကကွန်းလန်မှာကိုက်စီလို့ရဲ့အန်ဆိုရဲ့လာပြရဲ့တိုးတောင်းအောင်ပုံဆက်မှုနဲ့တူဒီဘယ်လိုပြောမလဲအဲ့အတင်းကွန်းလေကိုအကောင်းဆုံးထိတ်ထုတ်ပြီးတော့ကစားနိုင်တယ် တိုက်ပြီးတော့မှရှေ့ကြီးထွက်နေတာအကြောင်းမရှိဘူး IS ကပျောက်လဲရောသွားပြီဒါမှ run down လည်းမရှိဘူးအဲ့ဒီချိန်မှာဒီ guy shooter ဘောအဝေးကလမ်းကန်သွားတယ် deflect ဖြစ်ဝင်သွားတယ်ကျွန်တော်တို့ဒီနေ့ရဒီမှာ guy shooter ရဲ့ goal တွေကိုမြင်ရတော်တော်လေးတော့ကျွန်တော်တို့အပေါင်းလက္ခဏာဆောင်တယ် guy shooter က defensive wall rate defensive duty တွေကောင်းတဲ့အပြင်ဟိုရောမှအဲ့လို away ကန်ချက်တွေအများကြီးရှိနေတဲ့ကောင်ကျွန်တော်တို့နောက်ထပ် extra outlet weapon တစ်ခုတော့ရသွားတယ် guy shooter နှစ်ဖို့မှာ goal တွေတင်တာတော်တော်များနေပြီမဆိုး deflect ဖြစ်ဝင်သွားတယ်အဲ့ကောင်ကျွန်တော်တို့ twin down ဖြစ်သွားပြီပွဲရဗျာ pick lock ဖြစ်သွားပြီ low ဖြစ် ဒီ IS ဘက်ကဆဲအောင်နဲ့လည်းကန်နေရတယ်သူတို့ရဲ့အရေးချင်းအလိုက်နေလို့အချက်ရှိကြအောင်ကျွန်တော်တို့ပွဲပွဲလို့ကိုထိချုပ်ပြီးတော့ကစားခိုင်းနေတယ်အဲ့အဲ့ချိန်မှာပဲကျွန်တော်တို့နဲ့ပိုစင်ပေါ့လေမလို့အပန်နဲ့မလို့အပန်နဲ့တွေ့ဘက်ကံမကိုသွားပြီးတော့ခြောက်ကိုတက်တက်နင်းလိုက်တာအမှမလို့ပြအဲ့လို့ဆိုလွတ်ပဲလွတ်လေရတယ်အဲ့ဒါကိုသူတို့နဲ့အထနေပြီးတော့ဒီဟိုဘက်ကံမကိုမထိချုပ်နိုင်ပဲနဲ့ပန်တီပေးလိုက်ရတယ်အဲ့ပန်တီကို free house ကအကောင်းဆုံးကန်တင်ယူရတဲ့ဖိနစ်ဂျွန်ဆန်လိုလိုလိုရပန်တီကသူပြတဲ့ဘက်အမှန်ပဲအဲ့ဒါကို ရအောင်လက်ချားရရအောင်ဝင်ဝန်းနေတယ်အဲ့တော့ကြောင့်မလို့တူဝဖြစ်သွားတယ်တူဝဖြစ်သွားတဲ့အချိန်မှာပွဲကတော်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 နဲ့ပြန်လာမလို့ပါလို့ရှိခဲ့ပေမဲ့ကျွန်တော်ကပန်နီလုံးထက်ရတယ်အဲ့တော့အန်ဆိုအကောင်းဆုံးပြင်းပြင်းယူသွားတယ်နောက်ထပ်တစ်လုံးပန်နီထက်ရတော့အန်ဆိုကတော့သူ့ရဲ့အတင်းကောင်းဆုံးဆက်တဲ့ပြီပဲအစတေဘောင်းပေးကန်တဲ့အစတေဘောင်းကိုသွင်းသွားတယ်ပေါ့နော်နှစ်ပွဲမှာလောရဖြစ်ဖြစ်ဂီတာတော့ကျွန်တော်သဘောကျတယ်ဗျနော်ဒီအစတေဘောင်းတို့အန်ဆိုတို့ဂီယူတို့ နောက်တိုင်းရကျိုးတော့ပေါ့ရှင်ပေါ့တော့ကတော့ကိုတင်သွားတဲ့ကြောင့်မလို့ credit ပေးရမယ်နိဂီတာတော့တော်တော်အများဆုံးတမပေးကြတယ်နိဂီတာကစားဝါတော်တော်ကောင်းလာပြသူနေနေဒီလက်ဖွင့်မှာဒူဘယ်ရိုတာလေးလေးလဲကောင်းတယ်တိတ်ကုန်လေးဘောကွန်ထရိုးလေးအကုန်လုံးကောင်းတယ်ကျွန်တော်ပြီးရင် chance credit လည်းအများကြီးရှိတယ်ဗျာဒီဒီဟိုပါပေါ့ကန်ရှိုးသူနဲ့အလုံးဆိုတော့သူဖန်တီးပေးတာအခုတော့သူ chance credit ဒီ clown ဆိုဟိုဟာကိုထိုးရတဲ့လုံးရှိတယ်ကျွန်တော် active bound လမ်းပြရတဲ့အလုံးမှာ active bound နဲ့လေးဝင်ထွက်လောဝါလို့ပေါ့လေဝင်ထွက်နဲ့နောက်ကြောက်လို့တာဘုံပြခဲ့တာတကယ် blue fp ဒီ active bound အစင်ပေါ်တော့ကောင်းတယ်ဂီတာတော့နှစ်ပုံမှာတော်တော်လေးမောင်းသမတ်ဆောင်ပေးခြင်းနဲ့သူ့ရဲ့အကောင်းဆုံးပွဲတွေတပွဲပါချက်စီမှသူဒီလိုခြေစောင်းမပြိုင်တာတော်တော်ကြာပြီဒီနေ့ပွဲကသူဒါအကောင်းဆုံးဆွေးနွေးတစ်ခုလို့ပြောရမယ်နောက်ပွဲမှာဆန်းလန်းနဲ့ပွဲမှာကန်နာချိုရဲ့ဂီတာသူလည်းလည်းရအောင်လည်းနည်းနည်းလေးတော့ဆော့ဆော့ချင်တယ်အကောင်းနဲ့ကန်နာချိုကတော့ဒီနေ့ပွဲတပွဲတော့နားဟပုံမှာဆန်းလန်းနဲ့ပွဲတော့သူလည်းနဲ့ရမယ်လို့တော့ထင်တယ်လောရဖြစ်ပြဒီနတ်တိုးရဲ့ကန်နာချိုရဲ့နော်ဒီကီယူရဲ့ဂျောက်ပတ်ဆိုဆိုလည်းမဆိုးပါဘူးဆန်းလန်းတော့ကျွန်တော်ကောက်ကောက်အနိုင်နိုင်တော့တော့ရှိတယ်အဲ့တော့လောရဖြစ်ပြကျောင်းနေနဲ့ နှစ်ပေါ်မှာပထမပိုင်းမှာလည်းကျွန်တော်ဖုန်းလေးတော့ဖြစ်သွားတဲ့အခါပွဲကပြီးသွားပြီဗျာနော်အဲဒုတိယပိုင်းမှာထပ်ပြီးတော့လူစား41ပေါ့လေပထမပိုင်းမှာ41ဖြစ်သွားတော့ဒုတိယပိုင်းမှာဇာဝန်လာတဲ့အမှာဆိုရင်ထိုင်ရော့ကျော့လူစားဝင်လာတဲ့အန်ဒရဆန်တို့ဇာဝန်လာတဲ့နှစ်ပေါ်မှာတစ်ခုတိုက်ထားတာအန်ဆိုမာစကာကိုဒီလိုလိုပြောမှချက်စီရဲ့အဓိကအမားကကလာမားတွေကိုကော်လို့အနာပေးသွားတယ်ပေါ့လေနော်အဲ့တော့အဓိကအနာပေးလို့လိုအပ်နေတဲ့ကိုယ်ရတယ်ဘယ်လိုဘယ်လိုအမားရသွားတယ်နော်ချာလူက ထမပိုင်းအနားရတယ်ဒုတိယပိုင်းကစားရတယ်အချင်းပေါင်းဒလုံးပဲပထမပိုင်းအနားရဒုတိယပိုင်းမိနစ်အနည်းငယ်ဝင်ဆော့ရတယ်ပြီးရင်ကျော်တို့ဂူစတိုတို့ပေါ့ဖြားလို့ပေါ့ဆိုပြီးနားတယ်လူချင်းကောအနားရသွားတယ်ဗျာကျောင်းနေနေဒီကွန်းဆောင်ဆိုတဲ့ကက်ဆီလိုအန်ဆိုပထမပိုင်းမှာကျော်တို့အတုံးပြလိုက်တယ်အနားပေးတယ်တဲမရော်ဘီလာပြောက်လဲပွဲချင်းဒုတိယပိုင်းအဲ့လောက်မှထော့ရတယ်ရီကေဝါ့ဝင်လာတယ်ဘရော်ဖီရဲ့လူရအများကြီးတော့အနာပိပိကစားလို့ရသွားတယ်ဗျာအဲ့ဒီနေပါမှာအဲ့ဒီအဲ့ဒီတခြားတရားတော့ကျွန်တော်တို့တော်တော်လေးတော့ကောင်းသွားတယ် အဖေတို့ဆိုတော့ကျွန်တော်ရှိမှကမ်းမယ်ဒီဆန်လန်နဲ့ပွဲရတော့အရင်တော့မခတ်ပါဘာမှမလဲဆန်လန်ကျွန်တော်အမှတ်တူနေပြောပြမယ်လေမှာအဲ့တော့နိုင်အောင်ကံဖို့တော့အရေးကြီးတယ်ပြီးရင်ကျွန်တော်တို့ hoof ကိုဒီထွေဖလားကံမယ်ပြီးရင်စပါးနဲ့ကံမယ်ဝေကွင်းအဲ့တော့အဲ့ဒီတော့ကျွန်တော်နေဈာမလူဝင်အားတွေကိုခြွေနေတလောက်ခြွေပြီးတော့သုံးမယ်ဆိုတော့အဆင်ပြေတယ်ဘလို့ဆိုတော့ဈာမဒီစပါးနဲ့ကံမယ်ပွဲအထိပေါ်ကျွန်တော်တို့တလိုက်ကြည့်မယ်ဆိုရင်နောက်ဆုံးနိုင်သွားလို့ရတယ်ပေါ်ပြစပါးလို့လည်းကျွန်တော်တို့ကအများနိုင်ကြကြမလို့ဒီ hoof ကိုဒီဆန်လန်အောင်စပါးပေါ်နိုင်အောင်ကျွန်တော်တို့ရဲ့ဒီ ဒီလိုမလဲအခု run တစ်ခုကတော့လေးကောင်းသွားပြီ။ဖီကောင်နိုင်မဲ့ run က3 slide နိုင်လာပြီ။နော်အခုလိုပဲဖြစ်ဒီဘက်ကနိုင်အောင်လို့4 slide ဖြစ်လာပြီ။နောက်ထပ် point ပါထပ်နိုင်အောင်လို့6ဘက်9ဘက်10ဘက်တော့ slide နိုင်သွားတော့ကျွန်တော်တို့ရဒီ moment line တစ်ခုကတင်ရလာမှထင်တယ်။အဲဒါကြောင့်မလို့လူတွေကိုကောင်းမွန်လေအနာပေးထားမယ်ဆိုတော့ကျွန်တော်တို့လည်းမဆိုးလာတဲ့အချိန်တစ်ခုကျွန်တော်ဖန်တီးလို့ရရတယ်။အဲ့တော့ဒီနေ့ဘက်မှာတော့အရန်ဦးလာတယ်မှာတိုက်ရွတ်ကြောတိုက်ရွတ်ကြောကတော့ကျွန်တော်တို့ goal letter ရှိတယ်ဗျာ။သူ့အနေနဲ့စဝင်လာကြည့်မှာပဲဒီလုံးနဲ့ Anderson တို့ လို goal area မှာဆွဆွခန့်နေပြန်ပြန်တက်လာတဲ့အလုံးကိုသူတို့နဲ့အကောင်းဆုံးကန်သွင်းပြီးတော့ deflect ဖြစ်ပြီးတော့ဝင်သွားတယ်။ဒါပေမဲ့ကျောင်းကတော့ကျောင်းနေဟန်ဒီနွေရဒီမှာပေါ့လေအတင်းပြောင်းနိုင်ခဲ့ဘူး။ဆောင်းဒီမှာအတင်းပြောင်းဖို့တော့ရှေ့ဒါပေမဲ့လည်းသူကတော့ goal laptop ရှေ့ပါကျွန်တော်ကတော့အချိန်ကြီးတော့မကြိုက်ဘူး။ဒါပေမဲ့လည်းသူတို့နဲ့သူကစားတဲ့မိနစ်နဲ့သူတွန်းတဲ့ကောင်နဲ့ ratio ချလိုက်မယ်ဆိုရင်တော့သူ့ရဲ့ goal တွေကကျွန်တော်လက်ခံပြီးလို့တော့ကြားတယ်။မဆိုးလို့တော့ပြောရမှာဗျာ။ဒါလည်းကျောင်းကိုသင်သွားတယ်။အဲ့တော့အဲ့လိုအဲ့လိုနဲ့ကျွန်တော်တစ်ဖက်တစ်ဖက် thank design နော်ကာနာချိုးတို့ဒီဟိုပါပေါ့ကာနာချိုးဖြစ်တဲ့ဒီ STV တို့ဂီတန်တို့အခွင့်အရေးတွေရှားရင်ကျွန်တော်တို့နဲ့ ပွဲပြီးမှ five one ဆိုရရနေတော့ပြီးသွားတယ်ဘလို့ဖြစ်ဖြစ်ပြဒါမဆိုးရရလက်တစ်ခုပဲအကြောင်းနေနဲ့အကောင်းမှုအနိုင်အနိုင်ယူရနိုင်တယ်ကျွန်တော်ပွဲပြီးတဲ့အချိန်မှာ Ricky Watch လေးကစားသွားတယ်မဆိုးသူနဲ့လူငယ်မျက်တိတ်စားသွားရဖြစ်လာတဲ့အညီဒီဒီကိုယ်လာရဆစ်စစ်ကိုက်စီးပြမှာဒီအတော်တော်လေးညဆော့သွားကျွန်တော်တို့တော်တော်လေးကောင်းမှုအနိုင်တစ်ခုတော့ကျွန်တော်ပြောလို့ရောရပါတယ်နော်အဲ့တော့ဘလို့ဖြစ်ပြကျွန်တော်လည်းအခုဒီပွဲကိုနိုင်သွားပြီနော်ချန်ပီယံလိမှာကန်တဲ့၃ဘက်မှာ၆မှရတယ်ဘလို့ဖြစ်ရှေ့ဆောက်ဖို့တော့မဆိုးဘူးပြကျွန်တော်တို့တွေ့မဲ့အသေးမှာဆိုရင်ကွာရာဘတ်အဝေးကွင်းလို့ ပါဖို့စတိုပါကိုကြံနေတယ်ပြီးရင်ဘာစီလိုနာအင်ကွင်းပါရကြံနေပြအရင်ရောကျွန်တော်တို့စိုးရင်ဆရာမရှိဘူးဘာစီလိုနာကျွန်တော်တီလောက်ကစားမှာပြဒီပါဖို့စတိုကွာရာဘတ်တို့အနိုင်ကစားမှာဆိုရင်စိုးနောက်ထပ်ကြံမှာအတနာလာကြံမဲ့နာပူလီကြံပြအဲ့လောက်ကြီးကျွန်တော်စိုးရင်ဆရာရှိရင်အင်အားတစ်ခုတော့မဟုတ်တော့တစ်ချောက်တင်းအဆင့်ကိုတာယာရိုက်တနိုင်မယ်ထင်တယ်သွန်းတဲ့အဆင့်ကိုတာယာရိုက်တနိုင်မယ်လို့ထင်ပါတယ်နော်အဲ့တော့ဒီနေ့ပုံမှာ return ပြရမယ်ဆိုရင်ဂိုးသမားတော့ flip choice ဆန်တော့ကျွန်တော်ဒီနေ့ပုံမှာ plan 3လမ်းမှာဖမ်းမိဘူးဘာမှမမေ့ရလောက်ဆက်ရမရှိရတဲ့အကြောင်းမို့သူ့တော့ကျွန်တော်တို့ဒီနေ့ပုံမှာ ့5မှတ်လောက်ပဲပြင်မယ်ဗျာခရစ်တော်ရင်ဆောင်ရောမကစားတဲ့ကာရှိရောကာရှိရောကြတော့10မှတ်လောက်ပြင်မယ်တကူတော့တွင်တယ်ပါညာကစားရယ်ကောင်းတကြောင်မလို့ပြီးရင်နောက်တော့မှကစားတဲ့တိုးစင်တိုးစင်တော့ဒီဘက်မှာ5မှတ်ပဲသူအညံ့ဆုံးလို့ဒီဘက်မှာနော်ဝါကတက်ကြတဲ့ချူလေမလို့အရပ်ပန်လည်းပြီးတယ်ဖူဖာနာတော့ဒီဘက်မှာ9မှတ်လောက်တော့ပြင်နေသူကစားဝါနေတယ်မစိုးပဲလိုပဲဖြစ်ဖြစ်တဘောလုံးနဲ့ဆော့သွားတယ်တရားကုန်းကပြန်လာအခါမှာလောက်ထွန်းတာနဲ့လေချစ်ချူလို့ရောရတယ်နော်ဟာတိုဟာတိုတော့ကျွန်တော်ဒီဘက်မှာ10မှတ်လောက်တော့ပြင်မယ်သူနဲ့တဘောလုံးနဲ့ကစားဝါတယ်ကောင်းတဲ့ကစားဝါလည်းမစိုးဘူး နော်သူလည်းအတန်းဟောင်းပြောတဲ့အခါမှာကောင်းမွန်လေဗျာနဲရုပ်ပြတဲ့ဆောင်းတစ်ခုတော့မဟုတ်ဘူးနော်နောက်ပြီးတော့ကွင်းလန်ဆော့ရလာပြီးရလာပြီးတော့ခဏမှလောက်ပဲနော်ပုံမှန်လေးကမှအောက်ထွေထူးလောက်ရတာမရှိဘူးပါစင်းလေးဘာသာချိုးချိုးကောင်းတယ်လောက်ပဲနောက်ပြီးတော့တော်တော့ဒီဟိုမကစားဝါတဲ့အန်ဆိုအန်ဆိုတော့ရှစ်မလောက်ပြင်မဲ့သူနဲ့တဘိုးအတွင်းနဲ့ဘယ်တုံးလဲဟာစတီဗောက်ဘေးကန်နဲ့အဲကြောင့်မလို့အန်ဆိုရှစ်မလောက်ပြင်နောက်ပြီးတော့ဘွန်နော်တီဘွန်နော်တီကနေပုံမှန်မစိုးဘူးဗျသူနဲ့နဲ့လက်ဘက်ကိုလက်ဟက်သားလေးကောင်းတယ်ဘယ်ပြောမလဲဘောကွန်ဆိုတော်တော်ကောင်းတယ်ဗျအချက်လေးပညာအားကောင်းတယ်တိုင်ဘက်ကို ညို့ငယ်ဖတ်ဆန်းနိုင်တော့တော်တော်လေးကောင်းလိုက်တော့ကျွန်တော်သူ့တော့ကျွန်တော်ခဏမောက်တော့ပေးတယ်နောက်ပြီးတော့အထောင်ကြားတဲ့ဂီယူရှင်းမှတ်ပေးတဲ့တဘိုးသွင်းတဲ့လောဖြစ်သူတိုက်စစ်မပြသူအရင်မြန်တိုက်စစ်မပြောရှိနေတော့ကြောင့်မလို့အချိန်မှာတခုတော့ရှိနေရလေးရတာမစိုးဘူးလားလာဖမကစားတဲ့ဂစ်တန်ဂစ်တန်တော့ဒီပေါ်မှာကိုယ်မှပေးတဲ့မောင်းသမတ်စီပါဂစ်တန်နဲ့ပေါ်မှာကိုးစားအောင်သွင်းတော့ကျွန်တော်အကုန်ကောင်းတယ်ကိုဖန်တီးတာကို transcribe တော့သူ့နဲ့နဲ့သူ့ဆရာနဲ့မိုက်တော်မောင်းလေးရဆိုတော့တောင်းကျွန်တော်ဒီမှာတွေ့ရတယ်အစ်တီဘောအစ်တီဘောကျင်းမှာကျွန်တော်ကိုမပေးရလေဗယ်လေးကြီးကောင်းတယ်ဘောကွန်ထရိုးပါနာတော့ဘောတာမျိုးပြအလုံးဝအဆင်ပြေတဲ့လေဝင်းမှာရှိနေအဲ့တော့ လောဖြစ်အရင်ဝင်လာတယ်မှာဆိုတော့တက်ရချောကတော့9မှတ်နော်အလူဆန်တို့6မှတ်ရီကီဝါ6မှတ်အဲ့လောက်လောက်ကျွန်တော်နည်းလိုတင်ပြချင်ပါလားအဲ့လောက်နေ့ပေါ်မှာကျောင်းနေတယ်ဘိုင်ဘုဒ္ဓရှိတယ်လေဒီပြန်အဆိုမှာကလည်းဇာလဲဝါတာကောပွဲလူထုတ်ပုံအားလုံးမှတ်ခဲ့တယ်အဆိုမှာကနေ့ပေါ်မှာကျွန်တော်ကိုမလာတော့ပြချင်တယ်အဲ့တော့လောဖြစ်ဒီနေ့ပွဲတော့ကျောင်းတော့ပြအပေါင်းကဆောင်တဲ့ပွဲပွဲပဲရဆန်နဲ့ပွဲတော့အမွေကွန်းလာရတယ်ကိုပြတဲ့အတိုင်းပေါ်ဆောင်ခွင့်ရသွားတယ်ကြောင့်မလို့ကျွန်တော်တို့ဒီနေ့ပေါ်မှာအချိုးအချိုးဝတာခါလောက်ပေါ်တဲ့ဘက်ဖြစ်ပါတော့တော့ကြရအောင်ကျွန်တော်ဗီဒီယိုပေါ်ဒီမှာပဲနှုတ်ဆက်လိုက်ပါရနော်။အားလုံးနှုတ်ဆက်လိုက်ပါတယ်။ See you next video.